အားလုံးမင်္ဂလာပါ Domain Knowledge Channel ကကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့အနေနဲ့ Telegram မှာကိုပိုင် sticker တွေ၊ကိုပိုင် emoji တွေကိုဘယ်လိုမျိုးပံ့နှီးသွားမလဲဆိုတာကိုသိပ္ပံသမားဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Telegram search bar မှာ @fstable ဆိုပြီးတော့ဒီလိုမျိုးဇလုံးကြီးတင်မှန်အောင်လို့တစ်ချက်ရိုက်ရှာလိုက်ပါ။ရိုက်ရှာပြီးသားပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာပေါ်လာတဲ့ဒီ favorite sticker ပေါ်ဆိုတာလေးတွေဝင်လိုက်ပါ။ ဝင်လာပြီးပြီဆိုလို့ရှိရင်အခုမှစဝင်နေသူတွေအတွက်ကတော့ဒီမှာဘာမှပေါ်နေမှာမဟုတ်ပါဘူးဒီအောက်နာလီမှာ stat ဆိုတာရှိရတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါတကယ်လို့ကိုကနှိပ်ထားပြီးသားဆိုလို့ရှိရင်လည်းဒီ menu လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာ stat menu ဆိုတာရှိပါတယ်တကောင်လေးတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒါတွေကဘာလဲဆိုလို့ရှိရင်ဒီ AI company ဘောကဆိုတော့ကျွန်တော်တို့ရဲ့ sticker လုံးမဲ့ process နဲ့မဆိုင်လို့ကျွန်တော်ဒီကောင်လေးကိုထားလိုက်ပါအောက်က manage pack ဆိုတာကျွန်တော်တို့ရဲ့ထုတ်ထားတဲ့ sticker တွေ emoji တွေရဲ့ pack ပေါ့နော် ဒါကိုဖန်တီးထားတဲ့ back ကိုဒီမှာသူကပြတာပါဒီလိုလေးနှိမ့်သက်လေးဆိုလို့ရှိရင်ကျွန်တော်တို့ sticker ဖန်တီးမလား emoji ဖန်တီးမလားဒီ inline ကိုအမှန်ချထားဆိုရင်ကျွန်တော် gif ဖန်တီးမလားဆိုပြီးတော့ကျွန်တော်တို့ read လို့ရပါတယ်ဥပမာထားပါတော့ကျွန်တော်က sticker ဖန်တီးမယ်ဆိုရင် sticker ကိုနှိမ့်လိုက်ပါနေမိသားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကဒီ domain name လေးဒါလေးကကျတော့ကျွန်တော်ဖန်တီးထားတဲ့ sticker လေးပေါ့နော် sticker လေးတစ်ချက်ဝင်ကြည့်လိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sticker ထဲမှာကျွန်တော်ဘာလုပ်ထားလဲဆိုတော့ပြန်ပြင်လို့ရတယ်၊သုံးလို့ရတယ်၊ပြီးလို့ရှိရင် boost လုပ်လို့ရတယ်၊ rename ကျွန်တော်လို့ရတယ် frame ပြန်ထည့်လို့ရတယ်ဗောနော်ကို edit ကကျတော့ကိုအပါဝင်သူများတွေပဲ edit လုပ်လို့ရအောင်လို့ကျွန်တော်တို့က invite လုပ်တဲ့ဟာလေးဗောနော်ဒါ send invite လေးဒီ invite လေးလင်းပို့လိုက်ပြီဆိုတော့လည်းကိုလောက်ထားတဲ့ sticker pack ကိုသူများကလည်းလာပြီးတော့သူထည့်ခြင်းတဲ့ sticker pack လာထည့်လို့ရတဲ့ဆိုတဲ့သဘောဗောနော် okay ဒါတခုဆိုတော့ဒီမှာကကျတော့ကျွန်တော်တို့နေဒီမှာ menu လို့တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ manage pack ပါတယ် copy pack ပါ delete sticker ပါတယ်ဒီမှာဗောနော်သူမှာ option တွေအများကြီးရှိတယ်ဒီ option တွေတွေကိုကြည့်ရအောင်ကလစ်လို့ရတယ် ကျွန်တော်အနေနဲ့ခုနကစတစ်ကာပန်တိမယ်ဆိုလို့ရှိရင်စတက်မီနူပြန်လိုက်နေပြီးသွားပြီဆိုလို့ရှိရင်ဒီလိုလေးပေါ်လာလိမ့်မယ်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ manage ပတ်လေးတို့ချင်နေလဲပါနေပြီးသွားလို့ရှိရင်ကိုလို့ရှိရင်ဟာစတစ်ကာဆိုလို့ရှိရင်စတစ်ကာကိုရွေးပြီးလို့ရှိရင် create new ဆိုတာလေးနေလဲပါနေပြီးသွားပြီဆိုလို့ရှိရင်တော့အောက်မှာဘာကို create လုပ်မှာလဲဆိုပြီးတော့မရွေးရပါတော့မယ် ဒီမှာကျွန်တော်တို့ emoji ပေးနေမှာ premium ဆိုပြီးခွင့်စာကွင့်ပေးနေရေးထားတာလေးကကြတော့ emoji လုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကလောက်တာကလုံးလို့ရတယ်ဆိုပေမဲ့အဲ emoji ကိုသုံးဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Telegram premium ဝယ်ထားမှသာဒီကောင်ကသုံးလို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ stick ကကြတော့သူက free ပါကိုယ်တိုင်လည်း manual အခုချိန်ချင်းလုံးလို့ရတယ်။ပြန်ပြီးတော့လည်းအခုချိန်ချင်းပြန်သုံးလို့ရတယ်။ဒါပေမဲ့ emoji ကကြတော့ premium version ကမှသူကသုံးလို့ရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ sticker လုံးမယ်ပေါ့နော် sticker လေးတစ်ချက်ယူလိုက် လေးပိုင်းဆိုလို့ရှိရင်ဒါကကျတော့ကျွန်တော်တို့နာမည်ပေးရမှာပေါ့နော်ဒါသူအဲနာမည်ပေးထားတဲ့ဟာလေးတွေပေါ့တကယ်လို့ကိုကထင်နေမယ်နေမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာကိုကကိုနာမည်လေးပေးလိုက်လို့ရတယ်ဥပမာထားပါတော့ DM ပေါ့နော်အဲ့လိုလေးပေးလိုက်လို့ရှိရင်သူကနေပြီးတော့ဒီမှာဒီလိုလေးပေါ်လာဆိုလို့ရှိရင်ကျွန်တော်တို့ကအန်ဒါရှော့လင့်ဒီ DM ဆိုတဲ့ package ကနာမည်ပေးပြီးပါတယ်အဲ့ဒီနာမည်ကိုဝင်လို့ရဖို့အတွက်သူက link နာမည်တကူထပ်ပေးခိုင်းတယ်ပေါ့နော်အဲ့တော့ link နာမည်တကူကိုလည်းကိုချိတ်တဲ့အတိုင်းကိုပေးလို့ရတယ်ဒီလိုမျိုးလေးပေးလိုက်မယ်ပြန်ပြီးတော့ ဒီမှာဒီလိုပေါ်တယ်ဆိုလို့ရှိရင် this address is already taken ဆိုလို့ရှိရင်တော့ဒီ DM ဆိုတဲ့စာလုံးလေးကိုထည့်လို့မရတော့ဘူးအဲ့တော့ link အနေနဲ့နောက်နာမည်တစ်ခုထပ်စဉ်းစားရတာပဲပေါ့နော်ဒါပါတော့ TM9 အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က DM9 ဆိုတာကျတော့ကျွန်တော်တို့ link ရဲ့နာမည်ဒီ DM ဆိုတာကကျတော့ကျွန်တော်တို့ခုနက package ကနာမည်အဲ့လိုမျိုး pay ပေးပြီးသွားရဆိုလို့ရှိရင်တော့ဒီမှာအဲကျွန်တော်တို့ရဲ့ DM ဆိုတဲ့ package လေးရလာပြီအဲ့ package မှာဘယ်လိုထည့်မှလဲဆိုပြီးတော့ဒီမှာရွေးရလိမ့်မယ် frame ဆိုတာကကြတော့ကျွန်တော်တို့ထည့်မယ် frame ပေါ့နော်ဒီမှာပုံစံလေးတွေသူပြထားတယ်၄ထောင်ဆန်းဆန်းနဲ့ပုံမလားဒါမှမဟုတ်ရှင်ဘီဘေးထောင်လေးတွေဝိုင်းမလားရှင် brown တဲ့ပုံစံပုံမလား square ပုံစံပုံမလား circle ပုံစံပုံမလားဆိုပြီးတော့သူကရွှေ့ရပါလိမ့်မယ်အဲ့တော့ကိုသဘောထားတဲ့ပုံစံလေးကိုကိုကရွှေ့ထည့်လိုက်ပါဒီမှာဆိုလို့ရှိရင်အောက်မှာဒါလေးပေးထားတယ်ပေါ့နော် round လား circle လား square လားဆိုပြီးတော့အပေါ်မှာပုံလေးပြထားတယ်ကျွန်တော်က circle နဲ့ဆိုလို့ရှိရင် circle ယူလိုက်အဲဒါဆိုရှင်ကိုဖန်တီးခဲ့တဲ့ပုံစံကြီးအကုန်လုံးက circle နဲ့ပေါ်လာနေပေါ့နော် အဲဒီလိုမျိုးပေါ်လာရဆိုလို့ရှိရင်ခုနကမီမျိုးပဲတစ်ချက်ပြန်နေလို့ရှိရင်ဒီမှာ manage pack ဆိုတာရှိရဲဒီကောင်းနေတစ်ချက်ပြန်နေလိုက်နေလိုက်လို့ရှိရင်ကျွန်တော်တို့ခုနကလောက်ခဲ့တဲ့ဒီမှာ package ကဒီမှာပေါ်လာပြီပေါ့နော်ဒီမှာ DM ဆိုတဲ့ဟာလေးအဲ့ကောင်လေးကိုကျွန်တော်က sticker ဖန်တီးမယ်ဒါလေးကို DM ဆိုတာလေးကိုချက်နေအဲ့ review ရဆိုလို့ရှိရင်ဒီမှာကျွန်တော် sticker ဖန်တီးတော့မယ်ပေါ့နော် use pack ကိုနေအဲ့လိုလို့ရှိရင်ဒီမှာဒူလေးပေါ်လာလိမ့်မယ်ဒီမှာအပေါင်းပုံစံလေးရှိအောင်တစ်ချက်နေလိုက်ပါနေလို့ရှိရင် တစ်ကာတဲ့ဖန်တီမယ်ပြီးလို့ရှိရင် existing sticker ကိုထည့်မယ်နှစ်ခုရှိပြီးသားဟာထည့်မလားစတစ်ကာတဲ့ဖန်တီမလားဆိုပြီးတော့သူကဒီလိုပုံနေပါလိမ့်မယ်အဲ့တော့အဲ့ထဲမှာကိုလိုချင်တဲ့ video ဒါမှမဟုတ်ရှင်ပုံကိုထည့်ပြီးတော့ကိုလိုချင်တဲ့ sticker တစ်ခုဖန်တီလို့ရပါပြီကျွန်တော်အခုဖန်တီထားတဲ့ sticker လေးတစ်ချက်ပြန်ပြပါမယ်ကြော်ဒီမှာ domain knowledge ဆိုတဲ့ sticker လေးတစ်ခုကျွန်တော်ဖန်တီးထားတယ်ဗောနော်ဒီကောင်လေးပါ header design ဝင်ကြည့်မယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ domain knowledge logo လေးဗောနော်ဒါလေးတစ်ချက်ကျွန်တော်ထည့်ထားတာတွေ့နေမြဲအဲ့တော့အဲ့ logo လေးကိုကျွန်တော်တို့ သုံးလို့ရတယ်ဒီမှာထားပါတော့နော်ကျွန်တော်စတစ်ကာပတ်ထဲဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာပြရပါလိမ့်မယ်စတစ်ကာပတ်လေးဒါလေးတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒါလေးပို့လိုက်ပြီဆိုတာ ਨੇ အစတစ်ကာလေးပါဒီကောင်းလေးကတပ်ပုံလည်းမဟုတ်ပါဘူးဒီကောင်းလေးစတစ်ကာလေးပါဆိုတော့အားလုံးပဲစီမီကြပါစေကျွန်တော်ရဲ့ domain knowledge telegram channel မှာ youtube နဲ့ tiktok နဲ့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို join ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time